တို့အညာကို အစဉ်မြင်အပေးကြပါတော့တော်လန် ကလကများအားလုံးပဲမင်္ဂလာပါရှင်ဆရာကြီးမြတ်တန်တင်ဘာသာပြန်ထားတဲ့လေလွင့်သူဆိုရဲဝတ္ထုကို အပိုင်းသုံးအနေနဲ့ဆက်လက်ပြီးတော့ဖျက်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဂျမကတော့အတော်ပါ လေလွင့်သူမြတ်တန်တင် အခန်း၃အမှန်ကကျွန်တော်ဟာတော်တော်လေးညာတက်တဲ့ကောင်တကယ်ပြောတာစတိုးဆိုင်ကိုမကက်ဆင်းအဝယ်သွားတော့တယောက်ယောက်ကဘယ်ကိုသွားမလို့လဲလို့မေးလို့ရှင်ကျွန်တော်ကစပွဲတက်ကြည့်မလို့လို့ဖြေချင်းဖြေတာတကယ်တော့မကောင်းခုလေဆေးရကို အာကစားယုံမှာအာကစားပစ္စည်းတွေတသိမ်းရအောင်မယ်လို့ကျွန်တော်ပြောခဲ့တယ်ဒါတက်တက်လိန်ခဲ့တာပဲ ကျွန်တော်မှာအာကစားရုံတွက်သိမ့်စရာဆိုလို့ဘာအာကစားပစ္စည်းမှမရှိဘူးပင်စေးเจ้าမှာနေတော့ကကျွန်တော်နေရတဲ့အဆောင်ကအိုစင်ဘာသာဆောင်လို့ခေါ်တယ်အောက်တန်းနဲ့အထက်တန်းတွေပဲနေရတယ်ကျွန်တော်ကအောက်တန်းចောင်းသားကျွန်တော်အခန်းပေါ်ကအထက်တန်းចောင်းသားပင်စေးเจ้าမှာနေသွားခဲ့ဘူးတဲ့အိုစင်ဘာသာဆိုတဲ့လူတယောက်ရဲ့အမည်ကိုအစွဲပြုပြီးခေါ်ထားတာသူကပင်စေးเจ้าကထွက်ပြီးစီးပွားရေးလုပ်ရင်းတော်တော်ထောသွားတယ် စီးပွားရေးလုပ်ငန်းဆိုတာတခြားမဟုတ်ဘူးအတုဝကောင်ရောင်းတဲ့လုပ်ငန်းတပြည်လုံးမှာအဲ့ဒီလုပ်ငန်းတွေဖွင့်ပြီးကြီးပွားသွားတယ်သူဝရာဇာလုပ်ငန်းလုပ်တာလူတစ်ယောက်သိရင်5ဒေါ်လာ သူ့စီအပ်ရတယ်သူဘလို့လုပ်တယ်ထင်တယ်လေလူတွေကိုဂုံအိတ်ထဲချဲ့ပြီးမြစ်ထဲမျောလိုက်တာပဲခမဘာပဲပြောပြောသူဒီလုပ်ငန်းနဲ့ကြီးပွားသွားပြီးပင်စေးချောင်းကိုအဆောင်တဆောင်စောက်လို့ ခုဆိုအိုစင်ဘာကြဆောင်ဆိုပြီးခေါ်နေပြီလေဘောပွဲရာတီတွေရှောက်လို့ဘောလုံးပွဲစပြီဆိုရင် ပထမဆုံးကွင်းဖွင့်တဲ့အခါခါရီလက်ကအသည့်ဆက်ဆက်ကြီးနဲ့သူရောက်လာတတ်တယ်ကျွန်တော်တို့အားလုံးကမတည့်ရပြီသူ့ကိုဩဘာပေးရတယ်အေးနောက်တနည်းမနဲ့ဖះရှိခိုးချိန်လေးရောက်ရောဖះရှိခိုးကြောင်းထဲမှာ၁၀နာရီလောက်ကြာတဲ့မိကွန်ကြီးကိုချွေတော့တာပါပဲ စီတဲမလက်ဖက်တုပ်လို့ဟောင်းနွမ်းဆွေးမြေ့နေတဲ့ပြက်လုံးတွေနဲ့အစချီတော့တာပါပဲသူ့ဘရာဇာဆိုပေမဲ့သူလဲသူ့လိုကို့လိုလူပါဆိုတဲ့သဘောကိုပြတာပါပဲတော်တော်လာတဲ့လူနောက်တော့သူဘလို့အခက်အခဲတွေ့တွေ့ဘလို့ဒုက္ခရောက်ရောက်ရှက်ကြောက်တတ်ခြင်းမရှိတဲ့အကြောင်းဖယားစီကိုကိုးကွယ်စိတ်ကက်တဲ့အကြောင်းကျွန်တော်တို့လဲဘယ်နေရာရောက်ရောက်ဖယားကိုကိုးကွယ်စိတ်ကက်တဲ့အကြောင်းပြောတော့တာပါပဲ သူဟာအမြဲတမ်းဖះကိုစိတ်ကကိုးကွယ်တဲ့အကြောင်းမော်တော်ကားမောင်းနေတော့မှတော့ဖះဆံရွတ်တဲ့အကြောင်းပြောတယ်ဗျကျွန်တော်ဖြစ်အံ့ရောဗျကျွန်တော်မြင်သေးတယ်ဒီလူကြီးဟာဂီယာပြောင်းသွားရင် နောက်ထပ်အလောင်းမြများရပါစေလို့ဆုတောင်းနေမှလားမသိဘူးအေးအလဲပိုင်းလောက်ကြတော့သူ့မိကုံကနားထောင်လို့ကောင်းလာတယ်ဗျသူဟာဘလောက်တော်တဲ့လူတယောက်ဖြစ်ကြောင်းဟော့ရှော့ဖြစ်လာကြောင်းဘာညာပေါ့ဗျဒီတော့ငါ ရှေဆုံးတက်မှာထိုင်နေတဲ့အက္ခါဆိုတဲ့ကောင်ကမအောင်နိုင်မဲ့ဘူးကနေလေလေလိုက်တယ်။ဖះရှိကိုကြောင်းတယ်။လူပုံအလဲမှာဒီလိုလေလေတာကောင်းတော့မကောင်းဘော့။ဒါပေမဲ့ရေတော့ရေရတယ်။သူ့လေတန်ကလည်းပြင်းလိုက်ပုံများ အမိုးတော်လန်ထွက်သွားမလားအောင့်မိရတယ်။ကြားတဲ့လူတွေလည်းကြိတ်ရေချတာပေါ့။ဒါပေမဲ့အိုစင်ပါကြားကတော့ခက်တီတီပဲ။မကြားချင်အောင် ဆောင်းပြီးသူ့မိကွန်းဆက်ချွေနေတယ်။ စင်မြင့်ပေါ်သူ့ဘေးမှာထိုင်နေတဲ့ဆရာကြီးကတော့ကြားတာပေါ့ဗျကိုလူကြီးဆရာကြီးစိတ်ဆိုးလိုက်ပုံတော့မပြောပါနဲ့တော့ဘာမှတော့မပြောဘူးဗျဒါပေမဲ့နောက်တနေ့ကျတော့ကျွန်တော်တို့ចောင်းဆောင်ကိုလာပြီးကျွန်တော်တို့အားလုံးစာကြည့်ခန်းထဲမှာဆုရမယ်လို့ပြောပြီးလက်ချပေးတော်တာပါပဲဖះရှစ်ကိုចောင်းထဲမှာဆူဆူညံညံလှုပ်တဲ့လူဟာပင်စေးចောင်းနဲ့ထိုက်တန်ခြင်းမရှိចောင်းဘာចောင်းပေါ့ဗျာဒီလိုလက်ချပေးနေတော့ ကျွန်တော်တို့ကအက္ခါကိုတစ်ချက်လောက်အမြောက်ဖောက်ဖို့မြောက်ပေးကြပါသေးတယ်။ဒါပေမဲ့ကိုရောချောကလည်းဒီအချိန်မှာစိတ်မလာဘူးတဲ့။အမြောက်ပြလို့မရဘူးတဲ့။ထားပါလေ။ဒါကကျွန်တော်ပင်စေးเจ้าမှာနေခဲ့တုန်းကအိုစင်ဘာသာဆောင်မှာဘလို့နေခဲ့ရတယ်ဆိုတာကိုစကားဆက်မိလို့ပြောတာပါ။ဆရာအင်ကနေပြီးအခန်းပြန်ရောက်တော့ကျွန်တော်တော်တော်အမောပြေသွားတယ်။เจ้าဆောင်ထဲကအာလုံးကစားကွင်းကိုတွားနေလို့အဆောင်ထဲမှာလူသိမ့်မရှိဘူး။ အခန်းထဲမှာအပူတက်ပေးထားတဲ့အတွက်နှွေးနေတယ်။ကိုအင်းကြီးကိုချုပ်လေစည်းကိုဖြုတ်ကော်လာကိုကျဲသီးဖြုတ်လိုက်တယ်။ပြီးတော့အဲ့ဒီနေ့မနက်ကနယူးယောက်ကဝယ်လာတဲ့အုတ်ထုတ်ကိုစောင့်ကြည့်လိုက်တယ်။အုတ်ထုတ်ကအမဲလိုက် အုတ်ထုတ်လို့ခေါ်ကြတဲ့အနီရောင်အုတ်ထုတ်ကလေးကြက်ရှာဆုံးကခက်ရှိရှိမြေအောက်ဘူတာကတက်လာတော့အာကစားပစ္စည်းဆိုင်တစ်ခုမှတွေ့ရတဲ့ကျွန်တော်ဝယ်လာခဲ့တာ။ ျွန်တော်ကအုတ်ထုတ်ကိုနောက်လှန်ပြီးစောင့်တက်လေတော့ခုလဲအုတ်ထုတ်ကိုနောက်လှန်ပြီးစောင့်လိုက်တယ်ဒီလိုစောင့်ရင်ကိုကိုကိုကြည်လို့လှတယ်ထင်တာကိုပြီးတော့ကျွန်တော်ဖက်လက်စားချထားတဲ့ဆောက်ကို ကောက်ကင်ပြီးကလေးထိုင်တလုံးပေါ်မှာထိုင်လိုက်တယ်ကျွန်တော်တို့အဆောင်ကအခန်းတိုင်းမှာကလေးထိုင်နှလုံးစီရှိတယ်ကျွန်တော်ကတလုံးကျွန်တော်အခန်းဖော်စက်ထရလီတာကတလုံးလက်တင်တွေကတော့တော်တော်အခြေအနေဆိုးနေပြီ ထိုင်ရင်လက်တင်တွေပေါ်မှာပဲထိုင်ကြတာကိုဘယ်မှာအကောင့်ရှိပါတော့မလဲဒါပေမဲ့ဘာပဲဖြစ်ဖြစ်တော်တော်ထိုင်လို့ကောင်းတဲ့ကလပ်ထိုင်တွေပါကျွန်တော်ဖတ်နေတဲ့စာအုပ်ကစာကြည့်တိုက်ကမှားပြီးထုတ်လာမိတဲ့စာအုပ်သူတို့ကမှားထုတ်ပေးလိုက်တော့ကျွန်တော်လည်းဘူးမသိဘာမသိနဲ့ယူလာခဲ့တာအခန်းရောက်တော့မှစာအုပ်မှားထုတ်လာမှသိတယ်စာအုပ်ကအိုက်ဆက်ဒင်နီဆန်ရှိတဲ့အာဖရိကမှာအပြန်ဆိုတဲ့စာအုပ်ခမည်း အလကစာအုပ်လို့ထင်မိတာမဟုတ်ဘူးခမတော်တော် ကောင်းတဲ့စာအုပ်ကျွန်တော်ကစာနဲ့ပေနဲ့တိတ်နစ်ဆက်တဲ့ကောင်မဟုတ်ဘူးဒါပေမဲ့ဖတ်လို့ကောင်းကောင်းနဲ့စာမျက်နှာတော်တော်များများဖတ်လိုက်မိတယ်ကျွန်တော်အကြိုက်ဆုံးစာရေးဆရာကတော့ကျွန်တော်အကူ DB ပဲနောက်ဒူရီယာကြိုက်တာကတော့ Green Lot Now ဆိုတဲ့စာရေးဆရာပင်စေးချောင်းကိုမလာခင်ကျွန်တော်မွေးနေ့မှာအကူကရင်းလာနာရဲ့စာအုပ်တအုပ်ကိုလက်ဆောင်ပေးတယ် ။စာအုပ်ကပြက်ဆက်ဆောက်ရေလေးရေရတယ်။ဖတ်လို့လည်းကောင်းတယ်။အဲ့ဒီအထဲမှာမော်တော်ကားကိုအမြန်မောင်းလေးရှိတဲ့ကောင်မလေးချော်ချော်တယောက်ကိုချစ်မိတဲ့ရင်ထင်းရဲ့တယောက်ရဲ့ဆက်လန်း။သူ့မှာမိမရှိပြီးသားဖြစ်နေလေတော့ကောင်မလေးကိုချစ်ပေမဲ့လက်ထက်လို့လည်းမဖြစ်ဘူး။နောက်တော့ကောင်မလေးလည်းကားအမြန်မောင်းလို့တော့တနေ့မှကားတိုက်ပြီးတေးသွားတယ်။ကောင်းလိုက်တဲ့ဆက်လန်းကလေးပဲကိုလူရအပြက်မိုက်တာပဲ။ ကျွန်တော်အကြိုက်ဆုံးကတော့ဟာသစာအုပ်တွေပဲကျွန်တော်ဟာကနဝင်းစာပေတွေကိုလည်းဖတ်တော့ဖတ်ပါတယ်ဥပမာ Thomas Hardy ရဲ့ကိုစာတီတိုအပြန်ဆိုတဲ့ဝတ္ထုမျိုးဆိုပါတော့ဒီလိုစာအုပ်မျိုးတွေကိုလည်းကျွန်တော်ကြိုက်ပါတယ်ပြီးတော့စစ်အကြောင်းရေးထားတဲ့စာအုပ်တွေကိုလည်းကျွန်တော်ဖတ်တယ်လှုပ်ဝက်တဲဖို့တို့ဘာတို့ကိုလည်းဖတ်တယ်ဒါပေမဲ့အဲ့ဒီစာအုပ်မျိုးတွေကိုတော့အကြိုက်ကြီးမဟုတ်လားဘူးအကြိုက်ဆုံးကစာအုပ်တအုပ်ကိုဖတ်ပြီးသွားတာ ਨੇ ။စာရေးဆရာဟာကိုမိတ်ဆွေတငယ်ချင်းလို့ဖြစ်သွားပြီ။တယ်လီဖုန်းနဲ့ကောက်စကားပြောချင်လောက်အောင်ရေးထားတဲ့စာအုပ်မျိုးကိုအကြိုက်ဆုံးပဲ။သို့တော်ဒီလိုစာအုပ်မျိုးကအရှာတာကလား။ဥပမာအိုက်ဆက်ဒင်းနီဆန်တို့ရင်းလော့နာရောဆိုရင်သူတို့စာအုပ်တွေကိုဖတ်ပြီးတာနဲ့တယ်လီဖုန်းနဲ့လှမ်းပြီးစကားပြောချင်လာတယ်။ကျွန်တော်အကူ DB ကသူတို့မရှိတော့ဘူးတေးပြီလို့ပြောလို့တာမဆက်ဖြစ်တာ။ नो မဟုတ်ရင်တယ်လီဖုန်းဆက်ပြုံးမှာ။ဆမ်မဆက်မွန်ရဲ့ တန်ရုံစင်းဆိုတဲ့စောင်းစုကတော့အဲ့ဒီဝတ္ထုကိုမနစ်ကຫນွေချောင်းအပိတ်မှာကျွန်တော်ဖတ်တယ်ဝတ္ထုကလေးကလှပါတယ်ကောင်းလဲကောင်းပါတယ်ဒါပေမဲ့ဘာဖြစ်လို့မန်းတော့မသိဘူးစောစောကပြောတယ်လို့ဆမဆမွန်စီကိုတယ်လီဖုန်းနဲ့လှမ်းစကားပြောချင်လောက်အောင်မဖြစ်ဘူးဆမဆမွန်ဟာကျွန်တော်တွတ်တွေ့ပြီးစကားပြောချင်တဲ့လူမျိုးမဟုတ်ဘူးတုထဆိုင်သောမတ်ဟာဒီကိုတွတ်တွေ့ချင်သေးတယ် သူ့ဝှထုထဲက Eustacia Bine ဆိုတဲ့ကောင်မကလေးကိုကျွန်တော်သဘောကျမိရယ်လေ။ထားတော့ကျွန်တော်လည်းအထုပ်အသစ်ကလေးကိုစောင်းကလေးထိုင်ပေါ်မှာ အကြာနာထိုင်ပြီးအာဖရိကမှာအပြန်ဆိုတဲ့ခီးသွွားမှတ်တမ်းကိုဖတ်တယ်။တစ်ခေါက်တော့ဖတ်ပြီးသားပါ။ဒါပေမဲ့အဲ့ဒီအထက်ကတချို့အခန်းလေးတွေပြန်ဖတ်ချင်တာနဲ့ပြန်ဖတ်တာပါ။သုံးမျက်နှာလောက်ဖတ်ပြီးကသာပဲရှိသေးတယ်။ရေချိုးကန်ကလက်ကနောက်ဖက်စီကခြေတန်တန်ကိုကျွန်တော်ကြားလိုက်ရတယ်။ မောမကြည့်ပင်မဲ့ဘာတူလဲဆိုတာကျွန်တော်သိလိုက်ပါတယ်ကျွန်တော်နဲ့အခန်းချင်းကပ်လျက်နေတဲ့ရောဘတ်ရဲ့လေကျွန်တော်တို့အဆောင်မှာနှစ်ခန်းကြားနှစ်ခန်းကြားမှာရေချိုးခန်းတစ်ခုထားတယ်ရောဘတ်ဟာတနေ့ကိုအခါတရာလောက်ရေချိုးသလားမသိဘူးရေချိုးခန်းထဲကြီးဝင်နေတာပဲအဆောင်မှာဘောလုံးပွဲမသွားတဲ့သူဆိုလို့သူနဲ့ကျွန်တော်ပဲကြက်နေဒီကောင်ကဘယ်ကောမှသွားလို့မရှိဘူးလူကခက်ကြံကြောင်းရင်သူကအတန်းကြီးတမန် လေးနှစ်လုံးလုံးပင်စေးကျောင်းမှကြီးနေခဲ့တာဒါပေမဲ့သူ့ကိုဘယ်သူကမှရောဘတ်လို့မခေါ်ဘူးသူ့မိသားစုနာမည်အကလေးလို့ပဲခေါ်တယ်သူ့အခန်းပေါ်ဟာဘတ်ကတောင်မှသူ့ကိုရောဘတ်လို့မခေါ်ဘူးမိမရရင်တော့သူ့မိမကလည်းအကလေးလို့ခေါ်မှာပဲထင်တယ်အရက်ကလည်းလန်ပါကြီး၆ပေလေးလက်မရှိတယ်ပခုံးတတောက်ရဲ့သွားတွေကတော့တတော်ကိုစိတ်ပြက်စရာကောင်းတယ်ကျွန်တော်နဲ့အခန်းချင်းကတ်နေတာကြာလာပြီး တွားတိုက်တာတခါမှမတွေ့ဘူးသေးဘူးတချေးကြီးကြီးပဲသမင်းစားကမှအာလူပြုတ်တို့ဘာတို့ကိုပလုတ်ပလောင်စားလာပြီဆိုရင်တဲ့စိတ်ပြက်စရာကောင်းတာပဲအနားမှာတော့မထိုင်ချင်းပြီးတော့ဝတ်ချံတွေကလည်းထူလည်းပြင့်နေသူများတွေလိုနှစ်ဖူးလောက်မေးစစ်လောက်တင်မဟုတ်ဘူးမျက်နာတစ်ခုလုံးပွနေရပဲအယုတ်ဆိုးယုံတွေမကဘူးအကျင့်ကလည်းတန်သေးတယ်အမှန်ပြောရရင်တော့သူ့ကိုတိတ်ပြီးအပေါင်းအသင်းလှုပ်ချင်တာမဟုတ်ဘူး ကျွန်တော်ကလေးထိုင်နောက်ကရေချိုးခန်းတက္ကနာရောက်သွားတော့သူ့ခြေတံဟာရက်သွားတယ်ကျွန်တော်နောက်ကရက်ပြီးအခန်းထဲမှာကျွန်တော်အခန်းပေါ် translator ရှိမရှိကိုလှမ်းကြည့်တာလို့ထင်တယ်သူက translator ကို တော်တော်မုန်းတယ်ခမ translator တွေမဟုတ်ပါဘူးလေတော်တော်လူနဲ့သူနဲ့မဖြစ်ပါဘူး translator ရှိရင်အခန်းထဲကိုဘယ်တော့မှအဝင်မခံဘူး robert ဟာရေချိုးခန်းပေါက်ကနေပြီးကျွန်တော်အခန်းထဲကိုဝင်လာပါတယ် ဟေးလို့ကျွန်တော်ကိုလှမ်းခေါ်တယ်။သူခေါ်ရင်ဘယ်တော့မှနာမည်မခေါ်ဘူး။ဟေးလို့ပဲအမြဲခေါ်တတ်တယ်။သူညင်းငွေပြင်းရင်လေဟေးဆိုပြီးတဟေးဟေးနဲ့နေတာပဲ။ကြည်ရတာကကျွန်တော်အခန်းကိုတမင်အလဲလာတာမဟုတ်ပဲကြုံလို့ဒါမှမဟုတ်ရင်လေအခန်းမလို့ရောက်လာတဲ့ပုံမျိုးလုပ်ချင်တယ်။ကျွန်တော်ကလေဟေးလို့ပဲပြန်ဝင်လိုက်ပြီးမောမကြည့်ပဲစာဖတ်မြေဖတ်နေတယ်။ဟုတ်တယ်လေ။ ရောဘတ်လိုကောင်မျိုးကခေါ်လို့အေးတယူလုံနေလို့ဖြစ်တာမဟုတ်ဘူးကိုလည်းငတုံးပဲဖြစ်သွားမှာပေါ့ဒီတော့ကျွန်တော်ကမော့တော့မကြည့်ဘူးမော့ကြည့်ရင်လည်းနောက်ဖြည်းဖြည်းကြာမှကြည့်တယ်ရောဘတ်ဟာတူထုံးစံအတိုင်းလေးဒီလေးကန်နဲ့ကျွန်တော်ထိုင်နေတဲ့နေရာကိုရှောက်လာတယ်ရှောက်လာရင်လည်းလက်ကအငိမ်မနေဘူးလမ်းမှာတွေ့တဲ့ဇပွဲပေါ်ဗီရိုပေါ်ကတွေ့သည်မပစ္စည်းကိုဟိုကိုင်းဒီကိုင်းနဲ့လှုပ်လာတယ်။တကယ်ပြတော်တော်သိခံရတယ်။ တို့ကြောင့်ကလှန်သိမ်းကစားတာဖြစ်နေလေနိုင်ငံရဲ့လားလို့မေးတယ်အမှန်က သူဒါတွေကိုနင်းနေမှကယူဆိုင်တာမဟုတ်ပါဘူးကျွန်တော်စားဖက်တာရက်သွန်းအောင်တက်တက်တမင်စကားမရှိစကားရှာတာဖြစ်နေလေတို့ကြောင့်က နိုင်သလားရှုံးသလားမနိုင်လည်းမနိုင်ရှုံးလည်းမရှုံးလို့ကျွန်တော်ကသူ့ကိုမော့မကြည့်ပဲဖြေးလိုက်တယ်ဘာပြောတယ်ထက်တာကရောဘတ်ဟာစကားတခုကိုနှစ်ခါထပ်ထပ်ပြီးပြောတတ်တယ်။မနိုင်လဲမနိုင်ဘူး။ မရှုံးလဲမရှုံးဘူးလို့ကျွန်တော်ကထပ်ဖြေတယ်။ပြီးတော့ကျွန်တော်ဘီရိုဘော်ကဘာပစ္စည်းတွေရှောက်ကင်အောင်မလဲလို့ကျွန်တော်မသိမသားအကဲခတ်ကြည့်လိုက်တယ်။လက်စတတ်တော့ကို့လူကနယူးယောက်မှာကျွန်တော်တက်သွားရစ်နေတဲ့ဆယ်လီဆိုတဲ့ကောင်းမကလေးတပ်ပုံကိုကြည့်နေတာကိုဒီတပ်ပုံကိုကျွန်တော်အခန်းရောက်ခရေကဒီကောင်ကြည့်နေတာအခါပေါင်းမရေတွက်နိုင်တော့ဘူးအကျဉ်း9000လောက်ရှိပြီထင်တယ်ပြီးတော့ကြည်ပင်းရင်လဲသူ့နေရာသူဘရောမှပြန်မထအောင်ခင်ဗျ တနေရာမှာထားသွားတာကြီးပဲကြာတော့တမင်များလုံနေသလားလို့တော့ထင်လာတယ်ဘာဘယ်သူမှမနိုင်ဘူးဟုတ်လားဘလို့ဖြစ်လို့လဲမြေအဘူတာမှာငါကြောက်ပစ္စည်းတွေပျောက်ကုန်လို့လို့ကျွန်တော်ကသူ့ကိုမကြည့်ပဲဖြေလိုက်တယ်ဘာမြေအဘူတာယုံထဲမှာမင်းကြောက်ပျောက်သွားတယ်ဟုတ်လားဒုက္ခပဲတို့ကမြေအဘူတာမှားပြီးဆင်းမိတာကိုဒါနဲ့နေရာမှာချိတ်ထားတဲ့မြေပုံကိုတွက်ကြည့်နေတော့ပစ္စည်းတွေပျောက်သွားတာ သူကကျွန်တော်ကလေးထိုင်ရှိမီးအောင်꿰ပြီးလဲရက်တယ်။ကျွန်တော်ကဟက်ကောင်ဖဲ့ကွာ။မင်းရောက်ကလေးကဒီဝါကြောက်ကိုဖတ်နေရအကျိန်20လောက်ရှိပြီ။ဒီပြင်လူဆိုရင်ဒီလောက်ပြောလိုက်ရင်နားလေ။မလာစေချင်လို့ဆိုတာ။ဒါပေတိဒီကောင်ကနားမလဲဘူး။ဒါဖြင့်မင်းကိုအလျှော်ခိုင်းမယ်ချင်းနေ။ဘယ်တိမလဲကွာ။ရှော်ပြော်ပေါ့။ဟက်ကောင်ထိုင်မှဖြစ်ထိုင်မ꿰နဲ့။သူကဟက်ကောင်လို့ဆိုရင်မကြိုက်ဘူး။သူက16နှစ် ကျွန်တော်က16နှစ်ဆိုတော့သူကကြီးတယ်ဗောလေဒါကြောင့်သူ့ကိုဒီလိုခေါ်ရင်မကြိုက်ဘူးသူ့ကိုအဲ့ဒီလိုခေါ်ရင်တိတ်ဆိတ်ဆိုတာပဲသူကတတော်နဲ့မဖယ်ဘူးရက်မြေရက်နေတယ်နှစ်ခါသုံးခါလောက်ပြောတော့မှဖယ်ပေးတယ်အကျင့်ကဒီလိုပဲညစ်ပတ်စုတ်ပဲ့တယ်ဘာတွေဖတ်နေတာလဲကွအလဲကစာအုပ်ပါကွာသူကကျွန်တော်လက်မှာကင်ထားတဲ့စာအုပ်ကိုတွန်းလိုက်ပြီးစာအုပ်နံပါတ်ကိုကြည့် ကောင်းတယ်လားဒီဝါကြောက်ကိုငါဖတ်နေတာအချိန်20လောက်ရှိနေပြီလို့ကျွန်တော်လည်းခက်ချစ်ချင်းနဲ့ပြောလိုက်တယ်ကျွန်တော်ကလည်းစိတ်ချင်ပေါက်လာပြီဆိုရင်အရွက်တိုက်ပြောတတ်တယ်မဟုတ်လားဒါတွေငနေကမရိပ်မိဘူးအခန်းထဲဟိုသွားဒီသွားလှုပ်ရင်ကျွန်တော်ပစ္စည်းနဲ့ translator ပစ္စည်းတွေကိုဟိုကိုင်းဒီကိုင်းလှုပ်နေပြန်တယ်နောက်ဆုံးတော့ကျွန်တော်လည်းစာအုပ်ကိုကျမ်းပြင်ပေါ်ဘုံကနေပြချလိုက်တယ်အခန်းထဲမှာ robot လိုကောင်ရောက်နေတယ် ဘယ်နဲ့လို့စာဖက်လို့ရတော့မှာလဲတော်တော်ခက်တယ်ကောင်ကျွန်တော်ဟာကလေထိုင်နောက်မီကိုရှောမီထိုင်လိုက်ရင်အခန်းထဲမှာရောဘတ်စိတ်တန်းကြောင့်မှွေနှောက်နေတာကိုကြည့်နေလိုက်တယ်နယူးယောက်ကိုသွားရလို့ခရီးပန်းလာတော့ကျွန်တော်အိတ်ချင်လာတာနဲ့တန်းလိုက်တယ်ပြီးတော့ကျွန်တော်တမင်းမေးလိုက်တယ်ကျွန်တော်ပင်မန်းလာလို့မေးချင်တယ်ဆိုရင်ဒီလိုပဲထိုင်လျက်မေးလိုက်တာပဲတော်လိုက်အုတ်ထုတ်ကလေးကိုမျက်စိဖုံးအောင်စောင်းလိုက်ပြီးအုတ်ထုတ်ကြက်ရှာကိုမျက်လုံးဖုံးအောင်စောင်းလိုက်တော့ ကိုမမြင်ချင်တာမမြင်ရတော့ဘူးပေါ့အမေမှောင်လိုက်တာဒုက္ခပဲလို့ကျွန်တော်ကအော်တယ်ဟဲ့ကောင်ဘာတောက်ယူထနေရလဲအမေကျွန်တော်ကိုလာပြီးလက်ဆွဲစမ်းမအောင်မှောင်လို့ဘာမှမမြင်ရတော့ဘူးဟဲ့ကောင်တော်ကွာလို့သူကအော်တယ်ကျွန်တော်ဟာမျက်မမြင်တယောက်လို့ကျွန်တော်ရှေ့ကိုတဆန်းဆန်းနဲ့ရှောက်လာတယ်ဒါပေမဲ့ဘာမှမတိုက်မိပါဘူးပါဇက်ကလည်းအမေမှောင်လို့ကျွန်တော်လက်ကိုလက်တွဲပေးပါလို့ပြောနေတယ် အမှန်ကတော့ကျွန်တော်ချင်းချင်းရှိလို့လုံနေတာတခါတလေတော့ကို့ဘာသာကိုကလက်ထိုင်းတို့ဂရင်တို့နဲ့ဝင်ဆောင်မိတဲ့အခါမျိုးရှိကိစ္စမရှိပါဘူးဒီကောင်းစိတ်ကတိကအောက်ဖြင့်တော်ပြီကျွန်တော်ကတခါတခါသူများကတိကအောက်ဖြစ်အောင်လုပ်အဲ့ဒါကိုကြည့်ပြီးပြောရလေဒီကောင်းကိုအဲ့ဒီလိုကတိကအောက်ဖြစ်အောင်လုပ်ရတာမျိုးဆိုတာတော်ပြောသေးတယ်ဒါပေမဲ့ကျွန်တော်တိတ်တကြမလုပ်လိုက်ရပါဘူးခဏနေတော့မျက်နှာပေါ်ကျနေတဲ့အုတ်ထုပ်ကိုဆွဲလှန်လိုက်ပြီး ကျွန်တော်ကလဲထိုင်မှာပြန်ထိုင်နေဒါဘသူဟာလဲကွာရောဘတ်ကကျွန်တော်အခန်းပေါ်ရဲ့ဒူးစုကိုကောက်ကင်ပြရင်မေးတယ်ဒီကောင်ဟာဒီလိုပဲဟိုဟာကောက်ကင်ဒီဟာကောက်ကင်အလွန်လှုပ်တက်တယ်တခါတလေအောက်ခံပေါင်းမီတို့ဘာလို့လဲကောက်ကင်ချင်းကိုင်းတာကျွန်တော်က translator ဟာလို့ပြောတယ်ဒီတော့မှဒူးစုကို translator ရဲ့အိယာပေါ်ကိုပြစ်တင်လိုက်တယ်ပြီးတော့ centralator ရဲ့ကလထိုင်းလက်တင်ပေါ်ကိုတင်ပလွဲတက်ထိုင်တယ် ဒီကောင်ဟာကလထိုင်ကိုဘရောမကောင်းကောင်းမမှုမထိုင်ဘူးအမြဲတမ်းဒီလိုကြီးပဲဒီအုတ်ထုတ်ဘဲကဝယ်ခဲ့ရလဲနယူးယောက်ကဘယ်လောက်ပေးရလဲကတော်လာအဲ့ဒါမင်းကိုတသက်အချင်းဖမ်းလို့လိုက်တာရောဘတ်ကသူ့လက်သေးတွေထဲကကြီးတွေကိုမိချစ်ဆန်နဲ့ကော်ထုတ်နေတယ်တော်တော်တော့ရေစရာကောင်းတယ်သွားကတော့တချီးတွေဝါထိန်နေလို့နေရွက်တွေကလည်းညှစ်ပတ်လိုက်တာမပြောနဲ့တော့ ဒါပေမဲ့ငနေကသူ့လက်သေးတွေကိုတော့အမြဲတန်ရှင်းအောင်လုပ်တယ်ခမသူကသူတန်ရှင်းနေဆိုတာကိုပြချင်လို့ချင်မရဲ့ရောဘတ်ဟာလက်သေးကြီးထိုးရာကနေပြီးကျွန်တော်အုတ်ထုပ်ကိုကြည့်ရင်ဂျိုးနေဘက်မှာတော့ခြေတို့တမီတို့ထွက်ပြမှာဒီလိုအုတ်ထုပ်မျိုးကိုစောင်းတော့တော့ပြအုတ်ထုပ်ငါကတော့တမီမပြဘူးလူတွေကိုပြမှာဒီအုတ်ထုပ်ကိုစောင်းမှာလူပြတဲ့အုတ်ထုပ်မင်းကြောက်ထုတ်ခံရတာအင်္ဂါတိပြီလားတိတယ် ဆက်ထရီလီတာဆိုတဲ့ကောင်ကဘဲသွားလဲကစားကွင်းထဲမှနေမှာပေါ့သူ့အစံနဲ့ချိန်ထားတယ်အိတ်ချင်လာတာနဲ့ကျွန်တော်တန်းဝေလိုက်တယ်ပူလွန်းတော့တတန်းတန်းတဝေဝေဖြစ်ပြီးအိတ်ချင်နေတယ်ကျွန်တော်တို့ပင်စေးကြောင့်ကဒီလိုပဲလေဆောင်းတွင်းဆိုရင်လေရေခဲမတက်အေးနှွေဆိုရင်လေပူလို့တေးမတက်ဖင်ဆက်ထရီလီတာဆိုတဲ့ကောင်ကတော်တော်ရေရတဲ့ကောင်ဟဲ့ကောင်မင်းကကြီးခဏပေးစမ်းကွာငါလက်သေးညှက်ချင်လို့လွယ်တယ်မဟုတ်လား မလွယ်ဘူးပစ္စည်းတွေတိမ့်မိကုန်ပြီတစ်တာလေးရောက်နေပြီလုတ်ပါကွာခဏလေးပါလက်သေးတွေရှည်နေလို့ပါဒီကောင်ဟာဘာမှတောက်လိုက်ကန်းဆိုမသိဘူးသူများတိမ့်ပြီးတလားမပြီးဘူးလားသူများငှားကျင်တလားမငှားကျင်တလားဆိုတာဘာမှထင်မစင်းစားဘူးဒါနဲ့ကျွန်တော်လဲတစ်တာကိုဖွင့်ပြီးယူပေးလိုက်ရတော့တာပေါ့ကံကောင်းလို့ခမပြီးတော့လဲဖွင့်လိုက်ရောတစ်သားပေါင်ကြီးညှက်ပြီးဖိထားတဲ့ စက်ထရီလီတာရဲ့တင်းတင်းရိုက်တန်းကခေါင်းပေါ်ကျလိုက်တာတောက်ခနေနေတာပဲတော်တော်ထိသွားတယ်ခွေတာရောဘတ်ကတော့အတန်ဆူဆူနဲ့ရဲနေတယ်ကျွန်တော်ကတစ်တာထဲကကက်ချီကိုထုတ်နေတော့မှလေဒီခွေတာကရဲနေတော့မေသူတပားနာတာကိုကြည့်ပြီးရဲနိုင်တဲ့ကောင်းမျိုးဟေးခွေတာရဲရဲအားရအောင်ရဲရော့ကက်ချီကျွန်တော်ကကက်ချီကိုပေးပြီးကလေးထိုင်ပေါ်ပြန်ထိုင်နေရောဘတ်ကတော့သူ့လက်ထဲမှာမကြီးတွေကိုညှက်နေလေရဲ့ ဟဲ့ကောင်ဇပွဲပေါ်ကိုချက်ညက်ပါကွညာဖက်နဲ့မပါပဲအဲ့ရာကထိုင် မင်းလက်သေးကြီးတွေစူးကုန်မှာပေါ့ပြောပေမယ့်မရဘူးဒီခွေးသားကလက်သေးတွေကိုကြမ်းပေါ်ညှက်ချနေတယ်တော်တော်မိုက်ရိုင်းနေကောင်ဆက်ထရလီတာရဲ့အဆက်ကဘယ်သူလဲကွသူကဆက်ထရလီတာနဲ့မတည့်ပေမယ့်ဆက်ထရလီတာပဲကောင်မလေးနဲ့တွဲတယ်ဆိုတော့ကသူအမြဲမေးတတ်တယ်ဘယ်သိမလဲဘာဖြစ်လို့လဲဘာမှဖြစ်ပါဘူး ငါဒီခွေးသားကိုတိတ်အမြင်ကတ်တာဘာဖြစ်လို့လဲမသိဘူးဒီကောင်းမျက်နှာကိုကြည့်လို့ကိုမင်းအောင်အေးမင်းကသာသူ့ကိုစောင့်မြင်ကတ်နေရခိုကောင်ကမင်းကိုရှင်မင်းသားလေးအောက်မေ့နေတယ်ကျွန်တော်ဟာလူတယောက်ကိုချင်လာပြီဆိုရင်အဲ့ဒီလိုပြောင်းပြန်ပြောခြင်းနဲ့ဒါကြောင့်တမင်ပြောလိုက်တယ်ခိုကောင်ကတော့အဟုတ်ချင်လို့ဒီကောင်ကသူများပေါ်တော့စိတ်ကောင်းထားတယ်ဒါပေမဲ့ငါတို့ဒီခွေးသားကိုတကယ်ချင်တယ်ပြီးတော့ဟဲ့ကောင် လက်သေးတွေကိုဇပွဲပေါ်မှာချညက်ပါလို့ပြောတာအချိန်90လောက်ဒီကောင်ကစိတ်ရင်းတော်မစိုးဒါပေမဲ့လူကငတုံခက်ထိုက်ထိုက်ရင် သူကတော့သူ့ကိုယ်သူဟုတ်လာပြီးအောက်မိတ်နေတာပေါ့ပြီးတော့ကြောင်းမှလည်းသူကဟက်ကောင်လက်သေးတွေကိုဇပွဲပေါ်မှာညှက်ချပါလို့ပြော အချိန်90လောက်ရှိပြီကျွန်တော်သူ့ကိုအတော်ကြောင်စိုက်ကြည့်နေပြီးမှပြောတယ်ဒီတော့မှဒီကောင်ဟာလက်သေးတွေကိုဇပွဲပေါ်ကိုပြောင်းညှက်နေတယ်ဟုတ်တယ်ဒီကောင်ကအဲ့ဒီလိုအော်မရတဲ့ကောင်မျိုး မင်းကဆက်ထွက်လေတာကိုတောက်မြင်ကတ်မှာပေါ့ဟိုကောင်ကမင်းသွားမတိုက်ဘူးလို့ပြောတာကိုအမန်ကဟိုကောင်ကစေတနာနဲ့ပြောတာမင်းကိုနှိမ်ချလို့ပြောတာမဟုတ်ဘူးမင်းအထွက်ပြောတာသွားလေးပါလေးတိုက်တော့ပိုကောင်းတာပေါ့ဟဲ့ကောင်ငါသွားတိုက်တယ်ကွာမတိုက်ပါဘူးကွာလုံမနေစမ်းပါနဲ့ငါမသိတာမှတ်လို့ကျွန်တော်တိုက်တော့ဖိမပြောလိုက်ဘူးတကယ်တော့လူတယောက်သွားမတိုက်ဘူးလို့ပြောရတာဘယ်ကောင်းမလဲဗျာသူများကကို့လည်းပြောလေဘယ်ခံချင်းမှမလဲ ဆက်ထရလေတာကကောင်းပါလေမင်းသူ့ကိုကောင်းကောင်းမသိသေးလို့ပါအလဲကားကောင်ခွေးတာဘဝင်ကလည်းမြင်လိုက်သေးမြင်ကျင်လည်းမြင်ပါပေါ့လေဒါပေမဲ့ဒီကောင်ကမနှမျောတတ်ဘူးရရရရရှိတယ်သူတက်လာတဲ့လေစည်းတို့ဘာတို့ကိုကြိုက်တယ်လို့ပြောရင်ဒီကောင်ကချုပ်ပေးချင်ပေးတဲ့ကောင်မျိုးမင်းကလက်မခံတော့ကတင်ပေါ်ထားပစ်ခဲ့ချင်းထားပစ်ခဲ့တာဒီလိုရရရတာမျိုးရှားရဲကွာအိုးဒါကတော့ငါလည်းသူ့လိုပေါ်စားဆိုရင်ဒီလိုပဲလုပ်မှာပေါ့ မင်းတို့ခြားတိုက်လာဒီလိုလုပ်မှာဝေးသည်မင်းသူ့လိုသာပေါ်စားဖြင့်မင်းဟာတပြားကိုနှစ်ပြားဖြစ်အောင်ခွာမဲ့ကောင်ဟက်ကောင်ငါ့ကိုဟိုပြောဒီပြောမပြောနဲ့ကွာငါ့ကိုခြားတိုက်တွေဘာတွေမတုံးနဲ့ကွာတကယ်ဆိုငါကမင်းအဖေလားဟက်ကောင်မင်းနဲ့ငါနဲ့ဒီလောက်လဲကွာတာမဟုတ်ဘူးမင်းတို့ကောင်ကိုလည်းငါကအဖေမတော်ဘူးမှတ်ထားဒီကောင်ဟာအဲ့ဒီလိုအခွင့်တင်နိုင်သူဟာကျွန်တော်ထက်အသက်ကြီးတာကိုထထောက်ပြောနေတယ်ဘလို့ကောင်မမသိဘူးအေးကွာ လိုပဲဖြစ်ဖြစ်ငါ့ကိုခြားတိတ်လို့မခေါ်နဲ့အဲ့ဒီတုန်းမှာပဲအခန်းတကာပွင့်လာပြီဆက်ထရယ်လီတာဟာတုတ်တီးတုတ်ပြပြေးဝင်လာတယ်ဒီကောင်ကဒီလိုပဲပြိုင်ပြန်ရလုံနေကြဆက်ထရယ်လီတာကကျွန်ုပ်ကိုကစားတဲ့အနေနဲ့ကျွန်ုပ်နှထင်ကိုလဝါနဲ့ရိုက်လိုက်ရင်ဟဲ့ကောင်ဒီနေ့ညမင်းဘယ်ထွက်စရာရှိလဲခရီးရောထွက်စရာမရှိပါဘူးဒီလောက်နှင်းနေကြနေရဘယ်ထွက်ရအောင်မလဲကွာမတည်ဘူးလေကွာဒီလိုဆုံးငါပြောမယ် မင်းဒီနေ့ညထွက်စီရမရှိရင်မင်းကုတ်အင်ကြီးငါစံကွာနေပေါင်းဘောပွဲကဘသူနိုင်သွားလဲမသိပါဘူးကွာငါပြန်လာတော့ပထမပိုင်းမှကစားရသေးတယ်စကားတွေပြောင်းဝင်နေစမ်းပါနဲ့ဒီနေ့ညမင်းဘယ်မှမသွားရင်မင်းကုတ်အင်ကြီးငှားလိုက်စမ်းပါငါအင်ကြီးစီရီဆွန်းလာလို့ဘယ်ငါလို့ဖြစ်မှာလဲကွာမင်းပခုံးကအကျဲကြီးငါအင်ကြီးကပွိုင်းရောဖြစ်သွားမှာပေါ့အရအမောင်ကတော့သူနဲ့ကျွန်တော်အတူတူလောက်ပါပဲ။ တိုးတော့ကိုအလေးချိန်ကြတော့ဒီကောင်ကကျွန်တော်ထက်နှစ်ဆလောက်များတယ်လေပြီးတော့သူ့ပခုံးကအကြဲကြီးသူ့ငါလိုက်ရင်ပခုံးကပုံပြတ်သွားမှာပေါ့ဘာမှမဖြစ်စေရပါဘူးကွာလှုပ်စမ်းမဟေးရောဘတ်ရောက်နေရကြပြီလားဆက်ထရလီတာဟာအဝတ်ဘီရိုစီကိုတွားပြီးအင်ဂျီကိုရှာတယ်ဆက်ထရလီတာဟာလက်လက်ရွရွနေတတ်တယ်သူ့လိုက်လျောနေတတ်တာဟာဟန်ဆောင်ပန်ဆောင်ဖြစ်တည်တိုင်းတွေ့ရင်နှုတ်ဆက်ဖို့ရောရတယ်ဟေးကောင်းလို့နှုတ်ဆက်လိုက်တော့ ရောဘတ်ကတစ်ချက်မဲ့လိုက်တယ်။ဒါပေမဲ့ဟိုကောင်ကနင်းနေသူ့ထက်လူကောင်ကထွားတော့သူမထီမဲ့မြင်မလို့ရဘူး။ခဏကြာတော့နောက်လာဦးမယ်ကွာဆိုပြီးကျွန်တော်ကိုနှုတ်ဆက်ပြီးချပြန်သွားတယ်။ Okay မစိုးပါဘူးဒီကောင်အေးအေးဆေးပြန်သွားသားပဲ။ဆက်ထရယ်လီတာကတော့သူ့ကိုအင်ကြီးလေစီးကိုချွတ်နေတယ်။မုတ်စိတ်လေးပါလေရိတ်သွားဦးမှာပါကွာလို့ပြောရင်မုတ်စိတ်ရိတ်တာနဲ့စစ်ပြဘူးကို깟ပြီးရေချိုးခန်းစီကိုထွက်သွားတယ်။ ဒီကောင်ကဒုက္ခနာကိုတောက်တင်းနာကိုပြချင်လို့လားမသိဘူးရေချိုးကန်းကိုတွိုင်းဘတော်မှတခုခုပတ်မသွားဘူးဒီတိုင်းကြီးပဲအေးလေးဒုက္ခနာကိုကလည်းနှားရဲဆိုတော့ကျွန်တော်ခံရမှာပေါ့ရှင်နေအကျွမ်းအပိုင်းတုံးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်နောက်ဆက်ပြီးခဲ့တဲ့သူတို့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်